ခင်းနီပြည်နယ်ဒီမော့ဆွန်နယ်ဖရူဆွန်မြို့နယ်ကစပားပြန်ရိတ်တဲ့တောင်သူတွေကိုစစ်တပ်ကဒရုန်းနဲ့ပုံလိုက်ကျင်းနေတဲ့အတွက်စစ်ရေးသတင်းနဲ့သွာလာလောက်ကင်ကြဖို့ကင်းနီမြို့သားများကကွယ်ရေးတပ် KNDF ကသတိပေးထုတ်ပြန်ထားပါတယ်။ဒီသတင်းကို Morris ပေးပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတင်ဒီမော့ဆိုနဲ့ဖလူဆိုမြို့နယ်တွေကလေပြန်ရိတ်တဲ့သူတွေကိုစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့တလာအတွင်း၃ရောက်တေဆုံးခဲ့ပြီး၈ရောက်ဒဏ်ရာရခဲ့ပါတယ် ေဆုံးတန်ရာရတဲ့သူတွေဟာလေခွင်းထဲမှာလဲဆိုင်နေတဲ့အချိန်နဲ့လေယာအသွားလာလုတ်တဲ့အချိန်တွေမှာဒရုန်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးစည်ရစ်ပြတ်မှတ်မဟုတ်ဘဲအရတားတွေကိုပြတ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အတွက်ဒီမော့ဆိုနယ်ဖရူဆိုမြို့နယ်တွေကစိုက်ပျိုးတီးနှံရိတ်သိမ်းမဲ့သူတွေကိုစည်ရစ်သတိနဲ့သွာလာလုတ်ကင်ကြဖို့ KNDF ဘက်ကနိုဝင်ဘာ3ရက်နေ့မှာအတည်ပြုထုတ်ပြန်ထားတာပါအခုတခါထိုးစစ်မှာစစ်တပ်ဘက်ကဒရုန်းတိုက်ခိုက်မှုတွေကိုပိုအသုံးပြုလာပြီးရှေ့တန်းမှာလည်းမကဘဲနောက်တန်းအထိပါဒရုန်းတွေတုံးလာတာဖြစ်တယ်လို့ဒီမော့ဆိုမှာရှိနေတဲ့ DBB ရဲ့စေရေးရင်းမြစ်ကဆိုပါရယ် တော့ကျွန်မရပြင်ဆင်နိုင်ရှိတယ်နော်အဲကျွန်မဆင်ပြီးရပိုင်းမှာပဲလူတုံးနေစီကြရပါလားဒီအရှိအရှိမှာတော့ကျဲ drone တွေပဲတောင်းတာများပါတယ်ရှေ့တန်းမှာတော့ဒီအဒီအနောက်နေရာတွေမှာဒီကာမီကာစီ FPV တွေတောင်းတာများပါတုံးတုံး စစ်တပ်ကဂရင်းနီပြည်သူလူထုရဲ့စားနဲ့ရိတ်ခါနဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာတာကြောင့်ဝင်ငွေရပ်တန့်ပြီးစာဝတ်နေရေးစိန်ခေါ်ချက်တွေများလာတဲ့အတွက်ဂရင်းနီပြည်နယ်ဟာရှေ့ဆက်အငတ်ဘေးကြုံလာနိုင်ကြောင်းကိုလည်းဂရင်းနီလူခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ KNHRG ကပြီးခဲ့တဲ့အောက်တိုဘာစီရင်ခံစာမှာထုတ်ပြန်ခဲ့ပါသေးတယ်။အလူရှင်တွေထောက်ပံ့မှုနည်းလာတာတွေအလောက်ကန်ရှားပါတာတွေကြောင့်စစ်ဆောင်အများစုဟာလည်းတိုက်ပွဲတွေကြားကနေလယ်အလုပ်တွေကိုအသက်နဲ့ရင်းပြီးလုပ်နေရတာလို့ဒီမော့ဆိုဒေသခံတယောက်ကဆိုပါတယ်။ 음ပြည်သူတော်တော်များများကဒီစပားတွေစိုက်တာစိုက်တော့အချီချင်းဝင်နေယူတာပေါ့တချို့ကတချို့ကရှိတာနဲ့ အခုထုတ်သုံးပြီးတော့စပန်းနဲ့ထဲမှာလေထဲမှာပဲရင်းတာပေါ့တောင်ရမှာတချို့ဒီဒီနေ့ဆိုရင်ပြန်ဖူးခင်းဆိုလည်းတော်များများရှုံးနေပြီးစပားပဲကြံနေဆိုတဲ့အချိန်မှာရိတ်တိတ်ခဏဒီမှာစစ်သားတွေကလည်းစီကြောင်းထိုးလာရပေါ့နော်အဲ့မှာတစ်ခါထပ်ပြေးရတော့ပြည်သူတွေလည်းတော်တော်စိတ်ဓာတ်ကျတာပေါ့နော်ဘာဖြစ်ဆိုတချို့အိမ်တွေကလည်းဟိုစာဝတ်နေအစီမပြေဘူးစားဖို့တောက်ဖို့တောင်မှမလုံမလောက်ပေါ့နော်တချို့အိမ်တွေဆိုလည်းဆံပြက်လာမှုတွေလည်းကြုံရတာပေါ့နော် နိုဝင်ဘာ3ရက်နေ့မနက်ပိုင်းမှာလည်းဒီမော့ဆူအနောက်ချမ်းကိုစစ်တပ်က Jet Fighter အပြင်အသေးခံ Drone 3မီးဘုံးကျဲခဲ့တဲ့အတွက်လူ9ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလည်းရှိပါတယ်။ဒီဇင်ဘာမှာလုံမဲ့ရွေးကောက်ပွဲအတွက်စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာ Krennic ကိုစစ်မျက်နှာ5ခုဖွင့်ကထိုးစစ်ဆင်တာဖြစ်ပြီးပြည်သူလူထုအနေနဲ့လည်းစစ်ဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခရီးမသွားဖို့နဲ့စစ်ရေးသတိရှိရှိနဲ့သွားလာကြဖို့ KNDF ကသတိပေးနှိုးဆော်နေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Morris ပါ